ဒါကတော့ဟိုကျွန်တော်တို့ကတော့နည်းနည်းလူကြီးပန်းရောက်သွားပြီပေါ့နော်လူကြီးပန်းရောက်သွားပြီးတော့ဒီလိုဟိုလူမှုရေးဖောက်ပြန်တယ်ဆိုတဲ့ကိစ္စတွေကိုသိပြီးတော့လက်မခံကြဘူးပေါ့နော်ဘဝင်မကြဘူးပေါ့နော်အပြင်မှာရှိကောင်းရှိမယ်ဒါကိုပိတ်သက်ကိုချပြဖို့အတွက်မတင်ဘူးလို့ပဲကျွန်တော်တို့ကတော့ခံယူထားတယ်ဒါကြောင့်မို့အဲ့လိုမျိုးကားတွေကျွန်တော်ဘယ်တော့မှရိုင်းမှာမဟုတ်ဘူးသို့သော်လည်းပဲပိတ်သက်ကလည်းဒါမျိုးတွေကြိုက်နေတဲ့ခါကျတော့အဲပိတ်သက်အကြိုက်ကိုလည်းရအောင်ကိုလည်းကိုဖန်တီးခြင်းနဲ့အမှုပညာပေါ့ န်တီးနိုင်အောင်ပေါ့နော်ဒီလိုဒီဇက်ကလေးကိုကျွန်တော်ရွေးပြရတယ်အတိဥမကိုမှဆိုလို့ပါအတိဥမကိုမှဆိုလို့ပါဘာလို့လဲဆိုတော့ကျွန်တော်တို့မှလည်းသားသမီးလေးတွေရှိတယ်လေအဲသူတို့တွေကဒီဟာတွေကိုရမ်းကြိုက်နေတဲ့ခါကျတော့ဒီဟာကတော့ပြောရရင်တော့ဒါကိုရီးယားဇလန်တွဲတွေကနေဆင်းသက်လာတဲ့သဘောပါပဲအဲ့ဒီခါမှာဘာဖြစ်လာလဲဆိုတော့လေတိတိတိုင်းပဲလေပတ်ဝန်းကျင်မှာကိုရီးယားကားတွေကြည့်ပြီးဘလူတွေပြောင်းလဲခုန်လဲပေါ့နော်အဲ့တော့ဒီထက်မှထပ်ပြီးတော့မှကျွန်တော်မြန်မာဇလန်းတွဲတွေကဒီလိုတွေလာကြမယ်ဆိုလို့ရှိရင်မတင်တော်ဘူးလို့ ကျွန်တော်တို့ကျွန်တော်ပုဂ္ဂလိကပေါ့နော်ခန်းစားချက်အရာခန်းစားမိရဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီလိုကာမျိုးလာရင်ကျွန်တော်မရိုက်ဘူးလို့ပဲကျွန်တော်ပြောတာဟုတ်ပါတယ်တရားမင်းရဲ့ဝတ္ထုပါတော်တော်လေးလက်ကြပါပြီအဲသူ့ဇက်ကတော့ကျွန်တော်တို့ဟိုချူရှင်ခစ်ကိုခြေခံထားတာပေါ့နော်ဒါမဲ့ဒီဖြစ်မှာကျူရှင်မရှိတော့တဲ့ခါကျကျွန်တော်နည်းနည်းတော့ပြောင်းလိုက်ရအောင်။ဒါမဲ့ဇက်အရသာမတွေ့အောင်ပါပဲ။ကျွန်တော်တို့တက်နေပြဆရာရဲ့အာဘော်လေးတွေမိအောင် သူ့ရဲ့လူချင်းတဲ့ message လေးပါအောင်ကျွန်တော်တန်းနေဆိုကြိုးစားထားပါအဲပြောရင်တော့ကျွန်တော် AD လိုပဲပေါ့ဟောအကိုရိုက်တဲ့ကမှန်သမျှအကုန်လုံး ED လိုပဲအကုန်လုံးဝိုင်းကူနေကြကျွန်တော်ကြော်စားအောင်ပေါ့မှန်တော့၃ယောက်တွေ့ဗျ၃ယောက်တွေ့ဟိုတယောက်ကတော့သူကထိုင်ပြီးကားဆက်ပေးနေတာဆိုတော့စင်းပေါ်ရောက်မလာဘူးပေါ့နော်၃ယောက်တွေ့ပါပဲကျွန်တော်ဆရာတပည့်ရအောင်ပေါ့ဒီကားလည်းသူပဲဆက်မှာပါပဲသူကသူ့ရှိသေးဟိုကဒီလိုမျိုးစွတ်စွတ်စီစီနဲ့ လုတ်တာကိုသူကသဘောကျရတယ်ပေါ့နော်ဖြစ်စေခြင်းတယ်ဆိုတော့အထူးထွေမှားကြမလို့ပါဘူးကျွန်တော်တို့တွေကတော့ဆရာမရှိတော့တဲ့နောက်ပိုင်းမှာလည်းညီညီကိုတွေကတွေ့ပြီးတော့လုံးလုံးမကြတယ်အဲပြောရမယ်ဆိုရင်ပေါ့နော်ရှာပေးရသူရှာပေးရအဲသူရှာပေးရသူရှာပေးတော့ဖတ်ကြည့်လိုက်တဲ့ခါကျတော့အာသူကနည်းနည်းလေးဟိုဟာရိုးမလူလူနဲ့စမ်းတယ်ပေါ့နော်ပုံမှန်သွားနေတဲ့ထဲကနေပြီးတော့မှ ူလောကမှာဖြစ်ပျက်နေတဲ့အထက်ကနေပုံမှန်သွားနေတဲ့အထက်ကနေပေါ့ပုံမှန်မဟုတ်တဲ့အရာလေးတခုကိုသူကဆွဲထုတ်ပြသွားတာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်စိတ်ဝင်စားသွားတယ်နောက်တစ်ခုကလည်းအဲဒီဇလန်တွေတော်တော်များများမှာပေါက်နေတာတွေကဒီအိမ်တော်ကြီးဖောက်ပြန်တဲ့ကိစ္စတွေကပေါက်နေပေါ့နော်ဒါမှမဟုတ်ကျွန်တော်အဲ့အမျိုးမရိုက်ချင်ဘူးဒီဟာလေးဖတ်ကြည့်လိုက်ခါကျတော့ तू ကဖောက်ပြန်တာမဟုတ်ဘဲနဲ့ဖောက်ပြန်တယ်လို့လို့ပေါ့နော်ဆိုတော့အဲ့ဒါလေးကတော့မစိုးဘူးဆိုတော့ဒီဟာလေးကျေပြစ်သွားတာပါ အဲ့တော့ခုနကကိုယ်တော်ပြောသလိုပဲအဲ့ဆရာတန်ရောင်မေးဝင်ရေးတဲ့ဝတ္ထုတွေထဲမှာကျွန်တော်ကအဲ့ပြောရင်တော့ online အနေ download ဆွဲပြီးဖတ်တာပဲအဲ့ဟိုဟာလေးဖတ်ဒီဟာလေးဖတ်ပြီးလို့ရှိရင်ကြိုက်လို့ရှိရင်ကျွန်တော် download ဆွဲပြီးသိမ့်တာအဲ့အဲ့ခါကျတော့ကိုယ်တော်ကလုံးရလေးရှိတယ်ဆိုတော့နေုံအဲ့ဒါကျွန်တော်ရှိမှာဖတ်ထားတာလေးရှိတယ်ကိုဖတ်ကြည့်ကြိုက်ရကိုအဲ့ဒါ run လို့ရတာပေါ့ဆိုတော့ဖတ်ကြည့်ရောဆရာရေးလိုက်တဲ့ထဲမှာလေသူကထူးထူးဆန်းဆန်း fan ကြီးလေးပြင်အဲ့တော့ကိုတော့ပြေးလိုက်တော့လေကိုတော့ဟဲ့ရမှုတ်လေဒီကားထူးထူးဆန်းဆန်းလေးဒါလေးတော့ငါလည်းကြိုက်တယ်ပဲအဲ့ဒါဆိုအခုရိုက်လို့ဆိုတော့အဲ့နဲ့ ရိုက်ခဲ့တာကျွန်တော်ကားထဲမှာသူတို့နှစ်ယောက်ကတောင်းတစ်ယောက်မြစ်တာမျှပြီးတော့လက်ထပ်ခဲ့ကြတယ်ဒါပေမဲ့ဟိုဖောက်ပြန်စရာကိစ္စလေးတွေမြင်လာတဲ့ခါကျတော့ဖောက်ပြန်ကြောင်ကြောင်လို့သူကထင်တာပေါ့နော်တကယ်တမ်းကျတော့လည်းဖောက်ပြန်တာလည်းမဟုတ်ဘူးသူကအဲ့ဒါမျိုးလေးပုံစံမျိုးလေးပေါ့ဒါကတော့ဟိုကျွန်တော်တို့ကတော့နည်းနည်းလူကြီးပိုင်းရောက်သွားပြီပေါ့နော်လူကြီးပိုင်းရောက်သွားပြီးတော့ဒီလိုဟိုလူမျိုးဖောက်ပြန်တယ်ဆိုတဲ့ကိစ္စတွေကိုသိပြီးတော့ လက်မခံကြဘူးပေါ့နော်ဘဝင်မကြောက်ဘူးပေါ့နော်ပြင်မှာရှိကောင်းရှိမယ်ဒါကိုပြိတက်ကိုချပြဖို့အတွက်မတင်ဘူးလို့ပဲကျွန်တော်တို့ကတော့ခံယူထားတယ်ဒါကြောင့်မို့အဲ့လိုမျိုးကားတွေကျွန်တော်ဘယ်တော့မှရိုက်မှာမဟုတ်ဘူးသို့သော်လည်းပဲပြိတက်ကလည်းဒါမျိုးတွေကြိုက်နေတဲ့ခါကျတော့အဲပြိတက်အကြိုက်ကိုလည်းရအောင်ကိုလည်းကိုဖန်တီးခြင်းနဲ့အမှုပညာပေါ်ဖန်တီးနိုင်အောင်ပေါ့နော်ဒီလိုဒီဇက်ကလေးကိုကျွန်တော်ရွေးပြရတယ်အတူမှာကိုမှာဆိုလို့ပါ တည်ယူမှာကိုမှာဆိုလို့ပါဘာလို့လဲဆိုတော့ကျွန်တော်တို့မှလည်းသားသမီးလေးရှိတယ်လေအဲသူတို့တွေကဒီဟာတွေကိုရမ်းကြိုက်နေတဲ့ခါကျတော့ဒီဟာကတော့ပြောရရင်တော့ဒါကိုရီးယားဇလန်တွဲတွေကနေဆင်းသက်လာတဲ့သဘောပါပဲအဲ့ဒီခါမှာဘာဖြစ်လာလဲဆိုတော့လေတိတဲ့တိုင်းပဲလေပတ်ဝန်းကျင်မှာကိုရီးယားကားတွေကြည့်ပြီးဘလူတွေပြောင်းလဲခုန်လဲပေါ့နော်အဲ့တော့ဒီထက်မှာထပ်ပြီးတော့မှကျွန်တော်မြန်မာဇလန်တွဲတွေကဒီလိုတွေလာကြမယ်ဆိုလို့ရှိရင်မတင်တော်ဘူးလို့ကျွန်တော်ကျွန်တော်ပုဂ္ဂလိကပေါ့နော်ခန်းစားကြရခန်းစားမိရအတွက်ကြောင့်မလို့ ကျွန်တော်ဒီလိုကာမျိုးလာရင်ကျွန်တော်မရိုက်ဘူးလို့ပဲကျွန်တော်ပြောလက်တွေ့ကိုဖြစ်တန်းရိုက်လို့ကပြိတက်ကိုချပြလို့ကမသိဘူးလေလက်တွေ့တော့လက်တွေ့ပဲတကယ်တမ်းဖြစ်ခဲ့တာတွေပဲဒါပေမဲ့တကယ်တမ်းဖြစ်ခဲ့တာတွေမြင်မယ်လို့ပြိတက်ကိုဒီဟာကိုချပြစေမပြစေဆိုတာရရှိခဲ့တယ်လေတော့ကျွန်တော်တို့ကအဓိကတော့ကျွန်တော်တို့ဒီနိုင်ငံမှာဗုဒ္ဓဘာသာကိုယ်ပဲတော့ဘယ်ဘာသာပဲဖြစ်ဖြစ်ပါဒီလိုဟာမျိုးကိုတော့လူမျိုးရေးဖောက်ပြန်တဲ့ကိစ္စမျိုးကိုတော့ဘယ်ဘာသာမှလည်းကြိုက်မှာမဟုတ်ပါဘူးဒါကိုကျွန်တော်တို့ကပြိတက်အကြိုက်ဆိုပြီးတော့ ရိုက်ပြနေရဆိုရင်တော့လေကျွန်တော်ထင်တယ်သူတို့လင်းအောင်တစ်ချိန်တော့ပြောင်းလဲသွားမှာပါမဟုတ်ဘူးဗျပြိတ္တအတူอยู่မှာမှာဆိုတာပဲအတူอยู่မှာမှာဆိုတာဟိုပြိတ္တတည်းသဘောကြတယ်သဘောကြတယ်သဘောကြတယ်ဆိုရင်နောက်ကိုအဲ့ဒီနောက်ကိုလိုက်သွားမှာဆိုအခုဆိုရင်ကျွန်တော်တို့ခေတ္တမှာဆိုရင်ဒါဟိုရည်စားထားတယ်ဆိုလို့ရှိရင်ဒါသုံးနှစ်သုံးဖို့ရည်စားတွေထားကြပြီးတော့မှအိမ်တော်ပြကြတယ်ပေါ့နော်အခုနောက်ပိုင်းခေတ္တမှာရည်စားထားတာအလွယ်တကူဖြစ်နေပြီ ဲဒါဆက်ရောက်မှမကြုံဘူးဆိုလို့ရှိရင်ဒါခက်မမိတော့တဲ့ပုံစံမျိုးလေဒါခက်ပြောင်းလာတာပေါ့နော်အဲ့ဒီလိုပဲအဖို့ပြန်နေကိစ္စကြီးကအဲ့လိုမျိုးကြီးခက်ပြောင်းလာမှကျွန်တော်စိုးရိမ်တယ်ဘဝများဆိုတော့ပျက်စီးကုန်ပါလေနော်ဟိုကြီးစားထားတာကမှနှစ်ယောက်ထဲကိစ္စပဲရှိသေးတယ်အဲအိမ်တော်ကြီးကိစ္စပျက်စီးကုန်နေဆိုလို့ရှိရင်ဒါဘဝများဆိုတော့ပျက်စီးသွားတာပဲဆိုတော့အဲ့ဒီဟာမျိုးကြီးကျွန်တော်မဖြစ်စေချင်ဘူးပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီဖို့ပြန်နေကိစ္စတွေကိုတော့ကျွန်တော်အနေနဲ့တော့ဘဝမကြောက်ပါဘူး ကျွန်တော်တို့အခုဒီနေ့စရိုက်မှာပါဒီနေ့စရိုက်ပြီးတော့အဲတည်င်းကျွတ်အဝင်းကျင်လောက်မှာကျွန်တော် online ကနေပြောပြဖို့စီစဉ်ထားပါတယ်ကျွန်တော်တို့ကတော့ဒီကောင်ကတော့ဟိုပါပရိသတ်ကိုအတူယူမမအောင်လို့ရိုက်ကြတဲ့ဇာတ်လမ်းလေးတစ်ခုဖြစ်တဲ့အတွက်ပရိသတ်ကလည်းအားပေးမယ်ကျေးဇူးတင်ပါတယ်ပြီးတော့မှားတာများပါလို့ရှိရင်အမှန်ဖြစ်တတ်တဲ့သဘောတရားရှိတဲ့အတွက်အဲ့ဒီဟာကိုလည်းခုနကကိုယ်စောပြောသလိုပဲကျွန်တော်တို့အသက်ရွယ်ရ မကြိုက်တဲ့အတွက်ဒီလိုဟာမျိုးလေးတွေရွေးချယ်ပြီးကျွန်တော်တို့တင်ပြတာဖြစ်ပါတယ်အဲ့တော့အားပေးကြပါလို့ညွှန်ပြချင်ပါတယ်